ဒီအခြေတို့မှာ၃ရက်လောက်အထိတော့အနည်းဆုံးကြိုးစားကြည့်ပါ။ခြိုင်တဲ့ချိန်နဲ့တဏှာကြီးတဏှာကြီးကြောကြောတဏှာကြီးခွဲလောက်အထိစိတ်ကညီဝတ်စွာကပ်ပြီးတည်နေပြီ။နောက်တတိယညွှန်ကြားချက်မြတ်စွာဘုရားညွှန်ကြားချက်ကိုကူးရမယ်။ဘုရားရှင်ရဲ့တတိယညွှန်ကြားချက်ကတော့ဘာလဲ။သဗ္ဗကာယပတိတံဝေတိအတ္တသိဒ္ဓမိတိသိခေတိသဗ္ဗကာယပတိတံဝေတိပတ္တသိဒ္ဓမိတိသိခေတိဝင်လေထွက်လေရဲ့ အစအလဲအစုံအကုန်လုံးကိုချင်းချင်းရှားရှားသိအောင်အသက်ရှူပါအသက်ရှူဤတမျိုးတို့မလားဘုလားတို့လားရှင်းခြင်းလဲရှင်းပါလေတို့ခြင်းလဲတို့ပါလေတနည်းပြောရင်အသက်ရှူတာနှေးခြင်းလဲနှေးပါလေညံခြင်းလဲညံပါလေဤတဲ့နေရာလေးကနေစပြီးတော့သဝေနာကနေသုံးတဲ့အသည့်တောက်လျှောက်အကုန်လုံးသိပါသေး စန့်ထွက်တာကနေဆုံးတဲ့အသည့်အကုန်လုံးရောက်ရောက်သိနေပါစေသိအောင်ကျင့်ပါဒီလိုညွှန်ကြားထားတယ်။ဒီနေရာမှာစိတ်ကိုအလွန်ထင်းထင်းစောင့်ရှောက်ဖို့လိုအပ်နေတယ်။ဒီလိုသားရင်မှမဝင်အောင်နင့်ညင်စိတ်ကလေးကိုထင်းထင်းစောင့်ရှောက်ခြင်းကဒီလိုက်။ဝင်လေထွက်လေအာယုံပေါ်မှာစိတ်ကလေးကိုညီဝတ်စွာကပ်ပြီးကြီးလျောင်းကြိုးစားခြင်းကသမာဓိ။ဝင်လေထွက်လေကိုအစအစုံအကုန်လုံးထင်းထင်းရှားရှားသိနေခြင်းက ပညာဒီသီလသမာဓိပညာသိက္ခာ၃ရအကျင့်မြတ်တွေကိုဉာဏ်လေးမှစုံအောင်ကျင့်ဆန်းပါလို့ဘုရားရှင်ကဤစီလိုတဲ့အတွက်သဗ္ဗကာယပရိသံဝေတိအတ္တသိတ္တမိတိသိက္ခတိသဗ္ဗကာယပရိသံဝေတိပတ္တသိတ္တမိတိသိက္ခတိသဗ္ဗကာယပရိသံဝေတိဝင်းတဲ့၄ဤအစအလယ်အဆုံးအကုန်လုံးကိုရှင်ရှင်ကြကြတိရှိပြီးဖြစ်၍ အတ္တသိတာမိဝင်တဲ့လေကိုဖြစ်စေရဣတိဤသို့သိခတိကျင့်ဤဆိုပြီးသိခတိတရားလေးနဲ့ဆက်ဟောတာသိခံ၃ညစုံအောင်ကျင့်ပါလို့ဒီလိုသင်ကြားထားတယ်ပါဠိခါလေးလဲသီလသိခသမာဓိသိခပညာသိခသီလကဘာလဲညီဝင်တဲ့လေလေးရှုနေတဲ့အချိန်ခါထွက်တဲ့လေလေးရှုနေတဲ့အချိန်ခါမှာ ရာဂဒေါသမောဟစတဲ့ကိရိသအငြိအကြီးတွေဝင်ရောက်မလာအောင်မိမိရဲ့စိတ်ကိုထိကွက်နှိမ့်တဲ့စွန့်အင်းလေးပဲနော်ဝင်တဲ့လေထွက်တဲ့လေအာယုံမှာစိတ်ကလေးမြင်ဝတ်ဆောက်ပြီးပြီးတော့အောင်တတိလေးကထင်းလေးဆောက်ဆောက်ပြေးပါတတိတံဝရဟင်လိုရတယ်ဒီလိုထင်းလေးဆောက်ချတာကမိမိတန်တမရာဂဒေါသမောဟစတဲ့ကိရိသအငြိအကြီးတွေဝင်မလာအောင်ဆောက်ချောက်ခြင်းနော်တိလကိုတိလသိက္ခာလို့ခေါ်ပါတယ် အကင်းဝင်နေလေတွတ်တယ်အာယုံမှာဘာဝနာစိတ်ကညှောဆောင်ကပ်ပြီးတည်သွားပြီးတင်တာတမာတိစိတ်ကဝင်လာပြီဝင်တဲ့လေတွတ်တယ်ကိုအစနဲ့အစအကုန်လုံးတင်ကြကြတိပြီးဆိုရင်တော့ပညာစိတ်ကဝင်လာပြီသီလတမာတိပညာဒီစိတ်ကတည်းကသုံးအောင်ကျင့်မှာလို့သိတယ်လို့တဲ့အတွက်ဒီကုဋ္ဌာတကြတာဒီအပိုင်းကြတော့မှမြတ်စွာဘုရားကသဗ္ဗကာယပရိသံဝေတိအတ္တတိသမိတိသိက္ခတိသဗ္ဗကာယပရိသံဝေတိပတ္တတိသမိတိသိက္ခတိ သဗ္ဗကာယပရိသဝေဒီဝိသလေဤအစအလယ်အဆုံးအကုန်လုံးကိုရှင်လင်းရှားရှားသိရှိပြီးဖြစ်၍အတ္တတိတမိဝိသလေကိုဖြစ်ဖြင့်ဤဤသို့သိခဲ့သည်ဖြစ်၏သဗ္ဗကာယပရိသဝေဒီထွက်တဲ့လေဤအစအလယ်အဆုံးအကုန်လုံးကိုရှင်လင်းရှားရှားသိရှိပြီးဖြစ်၍ပတ္တတိတမိထွက်တဲ့လေကိုဖြစ်ဖြင့်ဤဤသို့သိခဲ့သည်ဖြစ်၏ ဝင်တဲ့လေထွက်တဲ့လေရဲ့အစလည်းအစအကုန်လုံးကိုသင်္ကြန်ကျက်ကျက်သိအောင်သင်သားမှာဆိုပြီးတော့အသက်ရှူပုံနည်းစနစ်တစ်ခုဆက်ပြီးတော့ကျန်းကျင်ကပြန်ကြပြေးအဲဒီသင်္ကြန်ကျက်အတိုင်းကျင့်လိုက်တဲ့အချိန်ခါမှာဘာဝနာရှင်းကဝင်တဲ့လေထွက်တဲ့လေကိုအကုန်လုံးသင်္ကြန်ကျက်ကျက်လည်းသိတယ်ညီလည်းညီဝတ်ဆိုကပ်ပြီးတော့ဒီဝင်တဲ့လေထွက်တဲ့လေအယုံမှကြီးနေပြီ တဏှာရင်တဏှာရင်စက်လို့ရှိရင်ညီဝဆိုကပ်ပြီးဒီလာပြီးဆိုလို့ရှိရင်တော့တဆင်တော့ဆက်ကူရပါတယ်အဲဒီနောက်တဆင်သရုပ်ထအဆင်ကတော့ဘာလဲပတ္တံဗယံကာယတင်္ခရံအတ္တတိတမိတိသိခတိပတ္တံဗယံကာယတင်္ခရံပတ္တတိတမိတိသိခတိကာယတင်္ခရံယောဤကြံတန်းတော့ဝင်တလီထွက်တလီဟုခေါ်ဆိုအပ်တဲ့ကာယတင်္ခရတရားကိုပတ္တံဗယံပတ္တံဗယံတော်ငြိမ့်စေလျက် ။အတ္တသိတာမိဝင်တဲ့လေကိုဖြစ်စေအိတိဤတော်တိခတိကြည့်ဤ။ကာယတင်္ခါရယုံဤတန်တန်တော်ကာယတင်္ခါရဟုခေါ်ဆိုအပ်တဲ့ဝင်တဲ့လေဖတ်တဲ့လေကိုပတ္တံဘယံပတ္တံပြတော်ငြိအေစေလည်းရဲ့ပတ္တသိတာမိဖတ်တဲ့လေကိုဖြစ်စေအိတိဤတော်တိခတိကြည့်ဤ။ဒီမှာလည်းတိခတိသရနဲ့ဟောတယ်။သီလသမတိပညာတိခသုံးရစုံအောင်ကျင့်သမ်းပါအသက်ရှိတဲ့အခါမှာဒီလိုမြင်ကြတယ်။ဘယ်လိုလုပ်ရမလဲ ဝင်သက်လင်ထက်သက်လင်ရဲ့ကိုတိမ်မွေ့နူးညံ့အောင်ကျူးစမ်းရ